အင်ဂျီရိုသတင်းစာရှင်းလင်းပွဲအတွင်းမှာအမေရိကန်နိုင်ငံသားယဝင်ကြီးမာကိုရူဘီရိုကသမရဒေါ်နယ်ထရန့်ကိုစာတူတစောင်ကိုကြားဖြတ်ပေးခဲ့ပါတယ်။သမရကိုဂါဇာငြိမ်းချမ်းရေးသဘောတူညီချက်အတွက်ပထမဆုံးကြေညာသူဖြစ်ဖို့မာကိုရူဘီရိုကတိုက်တွန်းခဲ့ပါတယ်။အရှိအလေပိုင်းမှာငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့အရန်နှီးစပ်နေပြီးသူတို့ကျွန်တော်ကိုမကြားခင်မှာပဲလိုအပ်လာလိမ့်မယ်လို့ရေးတဲ့စာတူတစောင်ကိုနိုင်ငံသားယဝင်ကြီးစီကနေတဆင့်အကူလေးတွေမှကျွန်တော်လက်ခံရရှိပါတယ်လို့သမရထရန့်ကပြောပါတယ်။ အဲ့ဒီနောက်မှာသမရထရန်ကဒီသဘောတူညီချက်ရဲ့ပရမအဆင့်ကိုကျင်ညာရတဲ့အတွက်အလွန်ဂုဏ်ယူတယ်လို့ပြောကြားခဲ့ပါတယ်။နောက်ပိုင်း Fox News နဲ့အင်တာဗျူးဖြေကြားရမှာတော့အသေးစိတ်အချက်အလက်တချို့ကိုသမရကထပ်မံမျှဝေခဲ့ပါတယ်။ကျွန်တော်တို့စကားပြောနေချိန်မှာပဲတရားခံတွေလွတ်မြောက်လာဖို့လုပ်နေကြပြီးသူတို့အားလုံးတနင်္လာနေ့မှာပြန်လာကြလိမ့်မယ်လို့ကျွန်တော်တို့ထင်ပါတယ်။အဲ့ဒီမှာပဲတည်ဆုံတရားခံတွေရဲ့ရုပ်အလောင်းတွေလည်းပါဝင်မှာပါ။ ပြီးတော့ဂါဇာကပုံပြီးဘေးကင်းလုံခြုံတဲ့နေရာတစ်ခုဖြစ်လာမယ်။ပြန်လည်တိဆောက်မဲ့နေရာတစ်ခုဖြစ်လာမယ်။ဒေသတွင်းနိုင်ငံတွေကလည်းပြန်လည်တိဆောက်ရေးမှာကူညီကြမှာဖြစ်ပြီးအဲ့ဒါကိုအောင်မြင်အောင်နဲ့ငင်းချမ်းအောင်ကူညီပေးရမှာကျွန်တော်တို့လည်းပါဝင်သွားဖို့ကျွန်တော်တို့ယုံကြည်ပါတယ်လို့ဒေါ်နယ်ထရန့်ကပြောဆိုပါတယ်။2023ခုနှစ်အောက်တိုဘာလ9ရက်နေ့ကဟားမက်စ်ရဲ့တိုက်ခိုက်မှုတွေကြောင့်စတင်ဖြစ်ပွားခဲ့တဲ့ဂါဇာစစ်ပွဲဟာနှစ်နှစ်တာကာလအတွင်းပါလက်စတိုင်း6,800ကျော်တည်ဆုံးခဲ့ပြီး အခုလိုညဉ့်ဉန်းရေးပထမအဆင့်သဘောတူညီချက်ရရှိခဲ့တာပါ။ Israel တရားခံတွေကို82နှစ်အတွင်းမှာပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။ဂါဇာမှာ Israel တရားခံ48ဦးထိန်းသိမ်းခံခဲ့ရပြီးသူတို့ထဲကအယောက်20ဟာအသက်ရှင်လျက်ရှိနေသေးတယ်လို့ယူဆရပါတယ်။အစီအစဉ်ရဲ့ပထမအဆင့်ကိုအတည်ပြုလိုက်တာနဲ့ကျွန်တော်တို့ရဲ့တရားခံအားလုံးအိမ်ပြန်ရောက်လာကြမှာပါ။ဒါဟာတန်တမန်ကြီးရအောင်မြင်မှုတစ်ခုဖြစ်တယ်လို့ အစ္စရေးနိုင်ငံအတွက်မျိုးသားရေးနဲ့ဂုဏ်သိက္ခာအောင်ပွဲတစ်ခုလည်းဖြစ်ပါတယ်လို့အစ္စရေးဝန်ကြီးချုပ်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။အစ္စရေးတရားခံတွေအတွက်အပြန်အလှန်အနေနဲ့အစ္စရေးကပါလက်စတိုင်းအကျဉ်းသား2000နီးပါးကိုပြန်လွှတ်ပေးမှာဖြစ်တယ်လို့ Hamas အဖွဲ့အတွင်းကသတင်းရင်းမြစ်တစ်ခုက AFP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။အစ္စရေးကသူ့ရဲ့တပ်ဖွဲ့တွေကို အစောပိုင်းညှိနှိုင်းမှုတွေအတွင်းမှာသဘောတူညီခဲ့တဲ့မြင်းတစ်ခုစီကိုဆုတ်ခွာသွားမယ်လို့လည်းအမေရိကန်သမ္မတကကြေညာခဲ့ပါတယ်။ဒါပေမဲ့မဖြေရှင်းရသေးတဲ့မေကွန်းတွေအများပြားကြန့်ရှိနေသေးပြီးအသေးစိတ်သဘောတူညီမှုတွေလည်းမရသေးတာကြောင့်အရင်ငြင်းငြမ်းရေးကြိုးပမ်းမှုတွေလိုပဲဒီသဘောတူညီချက်လည်းပြတ်ပြားသွားနိုင်ပါသေးတယ်။ဒါပေမဲ့အမေရိကန်သမ္မတကတော့သူဒီတစ်ပတ်အကုန်ပိုင်းမှာအရှိအလေပိုင်းခရီးစဉ်ကိုစီစဉ်နေပြီးဂါဇာကိုတွားရောက်လဲပတ်ဖြစ်လိမ့်မယ်လို့ပြောပါတယ်ခင်ဗျာ။ ါကတော့အရေးပေါ်နေရာရွှေ့ပြောင်းမှုလေ့ကျင့်မှုတစ်ခုပါလစ်တူရီနီးယားနိုင်ငံရဲ့မြို့တော်မှာလုပ်ခဲ့တဲ့လူအများပြားပါဝင်တဲ့အရေးပေါ်ရွှေ့ပြောင်းမှုလေ့ကျင့်မှုမှာစေတနာဝန်ထမ်းရာပေါင်းများစွာပါဝင်ခဲ့ပါတယ်ဘီနီယက်စ်မြို့တော်ဟာရုရှားရဲ့မဟာမိတ်ဘယ်လာရုစ်နိုင်ငံနေဆက်နားမှာရှိပါတယ်မြို့တော်ဝန်ကတော့နောက်ဆုံးမှမြို့တစ်ခုလုံးကိုအရေးပေါ်ရွှေ့ပြောင်းဖို့အစီအစဉ်တွေရှိတယ်လို့ပြောပါတယ် ဒါကတရားထင်းနဲ့ဖြစ်လာတဲ့အခြေအနေမျိုးတော့မဟုတ်ပါဘူး။တနေရာရာဥပမာမျိုးရဲ့တစိတ်တစ်ပိုင်းဒါမှမဟုတ်ရက်ကွက်တစ်ခုဒါမှမဟုတ်လမ်းအချို့ကိုရွှေပြောင်းမှုလိုအပ်နိုင်ပါလေဒါပေမဲ့အတွေ့အကြုံရဆိုရင်တော့ Inius မြို့ကန်6သိန်းလုံးကိုနေရာရွှေပြောင်းနိုင်ဖို့ဥတီထားရမှာဖြစ်ပါတယ်။နေတိုအဖွဲ့ဝင်လစ်တူရီးနီးယားနိုင်ငံဟာဒီနှစ်အစောပိုင်းကအရေးပေါ်ရွှေပြောင်းရေးအစီအစဉ်ကိုထုတ်ပြန်ခဲ့ပါတယ်။ဒီအစီအစဉ်မှာရက်ကွက်တွေကိုရွှေပြောင်းရေးနေရာတွေအဖြစ်သတ်မှတ်ပြီးတော့ ဗီနီယပ်စ်ကနေထွက်ဖို့လမ်းကြောင်း150ကိုထုတ်ပြန်ထားပါတယ်။ခရီးသည်တွေစိတ်အေးထားပါအသက်အန္တရာယ်မရှိပါဘူး။ဒီရထားကကီလိုမီတာ100လောက်အကွာအဝေးကိုသွားနေတာပါ။စီတနာဝန်ထမ်းတွေကတော့ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ပါဝင်ခဲ့တာလို့ပြောပါတယ်။ လာတိုင်းအပတ်တိုင်းအလုံးမာရောဘယ်နေရာမှာမဆိုကျွန်တော်တို့ဆွေးနွေးနေကြတာကတော့ဂျိုတင်ပြင်ဆင်ထားဖို့ပါပဲပြီးမှဘာဖြစ်မလဲဆိုတာကြည့်ရမှာပေါ့ကျွန်မအင်ကိုမစွန့်ခွာချင်ပါဘူးမြို့ကိုလည်းမထားခဲ့ချင်ပါဘူးဒါပေမဲ့အသက် NDA ချင်းချောက်လာပြီဆိုရင်တော့ရွှေပြောင်းရမှာပေါ့သူတို့တွေကွန်နက်စမြို့ကို ရောက်လာခဲ့ပြီးတော့ဘတ်ကားတွေအာကစားယုံတွေနဲ့ဘုံကိုကျင်းတွေအပါဝင်အဆောက်အအုံများစွာမှာညာအိတ်တဲခုဖို့အတွက် ခောက်ကတင်တွေနဲ့စီစဉ်ပေးထားပါတယ်။ရုရှားက NATO အဖွဲ့ဝင်နိုင်ငံတွေကိုတိုက်ခိုက်ဖို့အစီအစဉ်မရှိဘူးလို့တော့ပြောကြားထားပါတယ်။ဒါပေမဲ့မကြသေးခင်က NATO အဖွဲ့ဝင်နိုင်ငံနဲ့နိမိတ်တွေတဲ့ drone တွေဝင်ရောက်လာမှုတွေကြောင့်အထူးသဖြင့်ဥရောပအရှေ့ပိုင်းနယ်စပ်တစ်လျှောက်မှာစိုးရိမ်ပူပန်မှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ွဲမှုနဲ့မှန်သားပြင်သုံးစွဲမှုအချိန်များလွန်တာကမိသားစုဘဝကိုထိခိုက်စေနိုင်တယ်လို့ကိတ်မင်းသမီးကသတိပေးလိုက်ပါတယ်။မိုဘိုင်းဖုန်းနဲ့ကွန်ပျူတာမှန်သားပြင်တွေအလွန်အကျွံသုံးစွဲတာကမိသားစုဘဝကိုထိခိုက်စေတဲ့ဆက်ဆံရေးပြတ်တောက်မှုကဲ့ရောဂါကိုဖြစ်ပေါ်စေတယ်လို့ဝေလမင်းသမီးကသတိပေးခဲ့ပါတယ်။ Digital ပစ္စည်းတွေကကျမတို့ကိုချိတ်ဆက်ပေးမယ်လို့ကတိပြုပေမဲ့အကြကနာဆိုသလိုသူ့ရဲ့စန့်ကျင်ဘက်ကိုပဲလှုံ့ဆော်ပေးနေပါတယ်လို့ဟာဘတ်ဆေးကျောင်းကပါမောက်ခရောဘတ်အော်ဒင်ဂါနဲ့ ဥပပေါင်းရေးသားထားတဲ့ဆောင်းမတစ်ပုဒ်မှာကက်သရင်းကရေးသားထားပါတယ်။ကျမတို့ကိုခန္ဓာကရှိနေပေမဲ့စိတ်ကတော့မရှိပါဘူး။ကျမတို့ရှိမှရှိတဲ့လူတွေနဲ့အပြည့်အဝပေါင်းတင်ဆက်ဆံနိုင်ခြင်းမရှိကြပါဘူးလို့ရင်းသမီးကသူမရဲ့ငယ်စဉ်ဘဝပညာရေးလှုပ်ရှားမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်တဲ့ဆောင်းမမှာရေးသားထားပါတယ်။မင်းသမီးကတော့သူ့ပြည်တနာအထောက်ထားတွေရာမိသားစုတွေအတွင်းနဲ့ပြင်ပလူမှုဆက်ဆံရေးမှာဂျမ်းမာဘီနွေထွေတဲ့ဆက်ဆံရေးတွေဖြစ်ဖို့ရဲ့အရေးကြီးပုံကိုပြသနေတယ်လို့ဆိုပါတယ် ဒါတွေကတသက်တာလို့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ကြိုးကျေးဇူးတွေရှိပါတယ်လို့ပြောပါတယ်။ဒါပေမဲ့ခရီးစည်းကြောင်းတွေကစန့်ကျင်ဘက်ကိုဥတည်နေပြီးပိုပြီးအထီးကျန်ဆန်းသူတွေတယောက်တည်းဖြစ်နေသူတွေများလာကမိသားစုတွေကတဦးနဲ့တဦးလုံလောက်တဲ့အာယုံဆိုင်မှုမပေးကြဘူးလို့သတိပေးထားပါတယ်။စကားပြောနေတော့ဖုန်ကြည့်တာမိသားစုညစာစားနေတော့ဆိုရှယ်မီဒီယာသုံးတာဒါမှမဟုတ်ကလေးတွေနဲ့ကစားနေတော့အီးမေးလ်တွေကိုပြန်ဖြေတာမျိုးတွေလုပ်တဲ့အခါကျမတို့ကအာယုံပြန့်လွင့်နေုံနဲ့မကဘဲ လူသားချင်းဆိုင်ဆက်မှုအတွက်လိုအပ်တဲ့ခြေခံကြတဲ့ချစ်ချင်းမေတ္တာပုံစံကိုပါရုပ်သိမ်းနေတာပဲဖြစ်ပါတယ်လို့သူကရေးသားထားပါတယ်။ William မင်းသားက Apex TV Plus Season တစ်ခုမှာသူတို့ရဲ့ကလေး၃ယောက်ထဲကဘယ်သူကမှ mobile phone ပေးမသုံးဘူးလို့မကြသေးခင်ကပြောကြားခဲ့ပါတယ်ရှင်။ 2021ခုနှစ်က Afghanistan မှာအာဏာသိမ်းခဲ့ပြီးနောက်ပိုင်း Taliban နိုင်ငံသားဝင်ကြီးဟာပထမဆုံးပြည်ပခီးစဉ်ဖြစ်အိန္ဒိယနိုင်ငံကိုချစ်ကြည်ခီးရောက်ရှိလာခဲ့ပါတယ်။ American Mudaki ဟာစန္ဒရီနေ့က New Delhi မြို့ကိုဆိုက်ရောက်ခဲ့တာဖြစ်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီကသူ့ပေါ်ခီးသွားလာခွင့်ပိတ်ပင်မှုကိုယာယီရုပ်သိမ်းပေးခဲ့ပြီးမှအိန္ဒိယနိုင်ငံကိုရောက်ရှိလာတာပါ။ ြီးစဉ်တွင်မော်တာကီဟာအိန္ဒိယနိုင်ငံသားဝင်ကြီးစူရာမန်ယန်ဂျန်ရှန်ကအပြင်ခြားရာရှိတွေနဲ့တွေ့ဆုံသွားမယ်လို့ပြည်တွင်းမီဒီယာတွေကဖော်ပြကြပါတယ်။ဒေတာရင်းတင်ငင်ရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးအရှိန်မြှင့်တင်မှုအတွက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့လုံခြုံရေးကိစ္စတွေကိုအဓိကထားဆွေးနွေးလိမ့်မယ်လို့ညွှန်လင်းရပါတယ်။ရုရှားနိုင်ငံဟာပြီးခဲ့တဲ့ဇူလိုင်လကတာလီဘန်အစိုးရကိုအာဖဂန်နစ္စတန်ရဲ့အစိုးရအဖြစ်ပထမဆုံးတရားဝင်အသိအမှတ်ပြုတဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်။ ခုလည်းတာလီဘန်တွေဟာမူတကီရဲ့ခီးစင်နဲ့အိန္ဒိယနိုင်ငံရဲ့အသီးမပြုမှုကိုရယူဖို့ကြိုးပမ်းနိုင်တယ်လို့ထင်ကြေးပေးမှုတွေထွက်ပေါ်လာခဲ့ပါတယ်။တာလီဘန်တွေဟာနိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုတွေကြောင့်သူတို့ရဲ့ထီးကျန်မှုကိုဖြေလျှော့နိုင်ဖို့အိန္ဒိယဆိုရနဲ့ဆက်ဆံရေးခိုင်မာအောင်ကြိုးစားမယ်လို့လည်းယူဆရပါတယ်ရှင်။